။ထာဝရဘုရားဘယ်မှာရှိပါသလဲ။တန်ရှင်သူတို့ဒီမေခွန်းလေးကတင့်ကိုကောင်းကြီးဖြစ်စေမှာဖြစ်ပါလေ။ထာဝရဘုရားဘယ်မှာရှိသလဲလို့မေးတဲ့အခါမှာမိတ်ဆွေရဲ့စိတ်ထဲမှာတိုင်းရှိတာကတော့ကောင်းကင်လို့ပြောမှာဖြစ်ပါလေ။တကယ်တမ်းကျတော့ထာဝရဘုရားကကောင်းကင်မှာရှိတာမဟုတ်ဘူး။မြေကြီးကောင်းကင်မဖန်ဆင်းမိကတဲ့ကိုကထာဝရဘုရားကရှင့်နှစ်ပြီးသားဖြစ်ပါလေ။ဒါဆိုထာဝရဘုရားကဘယ်မှာရှိတယ်လဲဆိုရင် power ပါရှိတာဖြစ်ပါလေ။ကျွန်တော်တို့ရဲ့ဖခင်ရဲ့လှပမှုကအချိန်နဲ့ကန့်သက်လို့မရတဲ့ဖခင်ဖြစ်တယ်။နေရာနဲ့တတ်မှတ်ထားလို့မရတဲ့ဖခင်ဖြစ်တယ်။သူဟာကောင်းကင်မြေကြီးစัจ java လာတစ်ခုလုံးကိုမဖန်ဆင်းခင်ပါအစအဦးလိုက်တည်ရှိနေတော့ကျွန်တော်တို့ရဲ့ဖခင်ပဲဖြစ်ပါလေ။ မှအစလည်းမရှိဘူးအဆုံးလည်းမရှိဘူးဒီအရာကမိတ်ဆွေကိုခုံအားဒီကနေ့ဝိညာဉ်အားဖြင့်ပေါ်ပြပြီးတင့်ကိုအင်မတန်မှကောင်းကြီးဖြစ်စေမှာပါကျွန်တော်လည်းပဲဒီအရာကိုစဉ်းစားတိုင်းစဉ်းစားတိုင်းမှာအင်မတန်မှခုံအားဖြစ်မိပါတယ်အဲ့ဒါကိုကောလတဲအခန်းကြီး1အပိုက်ရဲ့15မှာမှတ်ပါဆိုတာဘလို့ရေးထားတယ်လဲဆိုတော့မိုးမေယူပအယူပပြောချင်တာကမျက်စိနဲ့မြင်နိုင်သောအရာမမြင်နိုင်သောအရာ စัจ java လာတစ်ခုလုံးတကပါလုံးအစစအရာရာအသေးဆုံးသောအမှုန်ဖွားလေးမှဆ ảy ၍အကြီးဆုံးသောအဆိုင်ခဲတိုက်အောင်ထာဝရဘုရားဖန်ဆင်းတာပဲဖြစ်ပါတယ်ထာဝရလို့ခေါ်တဲ့ကျွန်ုပ်တို့ရဲ့ထာဝရဘုရားဟာသူ့ရဲ့ဂုဏ်တော်အတိုင်းပဲထာဝရမှာအမြဲတမ်းတည်ရှိနေတဲ့ဘုရားပဲဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေရောတင့်ရဲ့အတွေးတင့်ရဲ့နှလုံးသားဘယ်မှာရှိပါသလဲ ့ရဲ့ဖျားရှိတဲ့နေရာမှာရှိစေချင်တာပဲဖြစ်ပါလေ။ယုံကြည်သူတယောက်အနေနဲ့ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအသက်တာမှာလက်နဲတဲ့အရာကကောင်းကင်တက်ခြင်းမဟုတ်ပါဘူး။ကောင်းကင်ဆိုတာပျော်စရာကောင်းသောအရာဖြစ်ပါလေ။ဒါပေမဲ့ကျွန်ုပ်တို့ရဲ့တကယ့်ကိုလက်နဲသောအသက်တာဟာသာဝရကိုမျှော်မှန်းနိုင်ခြင်းသာဝရကိုယုံကြည်ခြင်းသာဝရကိုပဲမျှော်လင့်ခြင်းဖြစ်ပါလေ။ဒီကနေ့မိတ်ဆွေရဲ့ငွေကြီးသာဝရအတွက်ရှိရလား။မိတ်ဆွေ သာသနာပြုခြင်းလုပ်ငန်းမှာပါဝင်ရလာဒါဟာထာဝရနဲ့ဆိုင်တဲ့အရာတွေဖြစ်ပါတယ်။ဒီကနေ့လောကဒဏ်ကြောင့်မိတ်ဆွေအခက်အခဲတွေဒုက္ခတွေအများကြီးရင်ဆိုင်ရမယ်။အဲဒါကမိတ်ဆွေကိုအနိုင်ယူသလား။သို့မဟုတ်ငါသည်ထာဝရအသက်ရှင်မဲ့လူဖြစ်တယ်။ငါသည်ထာဝရနဲ့ဆိုင်တော်သူဖြစ်တယ်ဆိုတဲ့အရာကမိတ်ဆွေကိုခွန်အားပို့ပေးပါသလား။ဒီကနေ့ကျွန်တော်တို့ရဲ့ကဘာတဲ့လောကကိုကြည့်လိုက်ရင်ဝမ်းနည်းစရာတွေဒုက္ခတွေပေါင်မဲခြင်းတွေကြောက်စရာတွေနဲ့ပြည့်နှက်နေပါတယ်။ အဲဒီခေကာလနဲ့အချိန်ဒီမှာမိတ်ဆွေမရှိပဲထာဝရမှာပြုံးနိုင်တော်သူထာဝရမှာပျော်နိုင်တော်သူထာဝရကိုမြုံကြည့်နေတော်သူ ਨੇ မိတ်ဆွေနဲ့ကျွန်တော်ဟာထာဝရမှာထာဝရဖရားနဲ့အတူအစင်အမြဲနေရမဲ့သူတွေဖြစ်တဲ့အကြောင်းကိုဒီကနေ့ပို့ပြီးတော့မှခွန်အားယူစီချင်တာပဲဖြစ်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်ကိုးကွယ်တဲ့ဖရားဟာထာဝရဖရားပဲဖြစ်ပါတယ်နားရှိတော်သူကြားပါစီ 没事，心都都明白些，但心都辗转不下的开，忘记明白些。